မင်္ဂလာပါရှင်ရောင်းကတဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ Astain Fine ထုတ်ပေးဖို့ဆိုကို Trend လက်မှတ်ရေးတော် debut Astain Fine ကိုလူသိရှင်ကြားဆုံဆုံလုံးလေးထုတ်ဝေပေးဖို့မိန်ကို American သမ္မတ Donald Trump ကလက်မှတ်ရေးတော် debut လိုက်ပါတယ်။ Astain Fine ဆိုတာ2019တုန်းကထောင်ထဲမှာကိုကိုကိုဆုံးစီရင်သွားခဲ့တဲ့ငွေမရင်းသမားလူမောင်ကိုသမားစီးပွားရေးလုပ်ငန်းရှင် Jeffrey Astain ကိုစစ်စစ်မီးမြန်းထားအမှတ်တမ်းတွေဖြစ်ပါတယ်။ Astain ရဲ့လက်ရှိ American သမ္မတ Donald Trump ဘာဝင်ထင်ရှားနိုင်ငံသမားရဲ့အမှုပညာကျယ်ပွင့်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တယ်လို့လက်ရှိထုတ်ပြန်တဲ့အမှတ်တမ်းကြုံမှာထရန့်အကြောင်းတွေပါနေခဲ့ရကြောင်းလဲအဲ့ဒီဖိုင်တွေပေါ်လူလူစိတ်ဝင်စားမှုမြင့်တက်လာပါတယ်အထက်နဲ့အောက်လွတ်တော်နေရာလုံးကအစတိန်ဖိုင်တွေကိုထုတ်ပြတဲ့အကြောင်းအစိုးရဥပဒေကြောင့်ကိုအတွေ့ပြုပေးခဲ့ပြီးနောက်တစ်နေ့နိုဝင်ဘာလ16ရက်နေ့မှာထရန့်ကဥပဒေပြည့်အတန်းတွင်လက်မှတ်ရေးထိုးပေးလိုက်တာဖြစ်ပါတယ်ဒါကြောင့်တရားရေးဝန်ကြီးဌာနရပ်ပေါင်း30အတွင်းအဲ့ဒီဖိုင်တွေကိုအစုံလင်ထုတ်ပြပေးရတော့မှာ အစတိန်ဖိုင်နီယံစိတ်ပိုင်းတချို့ကိုယင်ကလည်းထုတ်ပြန်ခဲ့ဘူးပဲမဲ့အဆအဆုံးအဆုံးလင်ပုံပြတာကိုတော့အမေရိကန်ဆွေကအစင်တိုင်ငင်းဆိုနေခဲ့ပါတယ်ထွက်ပေါ်ခဲ့ပြီးသမျှအစတိန်ဖိုင်အပိုင်းစာရီမှာထရန့်ရဲ့နာမည်ကိုယဉ်ညွန်းတာတွေဆိုပေမဲ့အစတိန်ကျူးလွန်ခဲ့မှုခဲ့တဲ့မကောင်းမှုတွေမှာထရန့်ကထက်ထက်ဝင်ပါပတ်သက်ခဲ့ဆိုတဲ့အထောက်အထားတော့မတွေ့ရဘူး အတိုင်းခံဒီမိုကရက်တစ်ပါတီဟာအက်စတင်ဖိုင်နဲ့လုံးဆောင်ထုတ်ပြန်နိုင်ကိုအဓိကဦးဆောင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်အောက်လွှတ်တော်အက်စတင်ဖိုင်နဲ့ထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့အက်စတင်ဖိုင်များပွင့်လင်းမြင့်တိုင်းဥပဒေမူကြမ်းကိုထောက်ခံမဲ့121မဲကန့်ကွက်မဲ့3မဲနဲ့အပြတ်အသတ်တည်ပြနိုင်ခဲ့ပါတယ်။အဲ့ဒီအကြောင်းကိုအထက်လွှတ်တော်မှထပ်ဆင့်ဆွေးနွေးတဲ့အခါမှာတရားဝင်မဲကောက်ယူနေစရာမလိုပဲလွှတ်တော်တွင်ချင်းချက်မရှိထောက်ခံမှုနဲ့အတည်ပြခဲ့ကြတယ်။နောက်ဆုံးအဆင့်အနေနဲ့အဲ့ဒီဆုပ်ကိုအသက်သွင်းပေးဖို့ထရန့်ကလက်မှတ်ရေးထိုးအတည်ပြပေးလိုက်တာဖြစ်ပါတယ်။တရားဝင်ကြီးဌာနအက်စတင်နဲ့ပတ်သက်တဲ့ စစ်ချက်အပြည့်စုံကိုအလက်တကူဒေါင်းလုဒ်ပြုလုပ်လို့ရတယ် digital file ဖြစ်နေရပောင်း30တွင်ထုတ်ပြန်ပေးရမှာပါ Astain file နဲ့အရင်မှသူ့ကိုလာရောက်ဆက်နွယ်တာဟာ Democratic Party ရဲ့နိုင်ငံရေးထုံးနှံမှုတစ်ခုသားဖြစ်တယ်လို့ Trump ကအစဉ်တစိုက်ဝေဖန်နေခဲ့တယ်။နိုဝင်ဘာလ19ရက်နေ့မှာတကယ်တမ်းဘူးပေါ်သလိုပေါ်လာမှာက Democratic Party ဝင်တွေနဲ့ Astain ကြကဆက်နွယ်မှုတွေဖြစ်နိုင်ကြောင်းသူကအခုလေး Astain file နဲ့ထုတ်ပေးဆိုပြချက်ကိုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Trump ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ နိုဝင်ဘာလ19ရက်နေ့တုန်းကလည်းထရန့်ကအစတိန်ဖိုင်နီကိစ္စမှာသူကဘာမှပြဿနာမရှိကြောင်းအစတိန်ကဒီမိုကရက်တစ်တက်ဦးဖြစ်ပြီးဖိုင်နီထွက်ပေါ်လာရင်တကယ်တမ်းပြဿနာတက်မှာကဒီမိုကရက်တစ်ပါတီသားဖြစ်ကြောင်းမှတ်ချက်ပေးခဲ့တယ်။ထရန့်ကသူနဲ့အစတိန်တို့ဟာအရင်ကယင်းနှစ်ကျွမ်းဝင်ခဲ့ပူတာမှန်ပေမဲ့အစတိန်ကျွလွန်ခဲ့ရတဲ့အတွက်ပြစ်မှုထင်ရှားကြောင်းပထမကြိမ်စီရင်ဆုံးဖြတ်တဲ့2008ခုနှစ်မတိုင်ခင်ကလေးကသူတို့နှံအဆက်ပြတ်နေခဲ့ပြီဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။ပြီးတော့သူကအစတိန်ကျွလွန်နေခဲ့ရာဆွေကိစ္စအကြောင်းတွေလည်းလုံးဝမသိဘူးလို့ညင်းဆိုထားပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံကကြာရှုံးနိုင်ငံဖြစ်ပြီးကမ္ဘာစင်ရဆွေးမှုတွေရဲ့ဗဟိုချက်ဖြစ်လာနေကအမေရိကန်နိုင်ငံထဲမှာဒေါ်လာဘီလီယံချီကြာပြတ်လုပ်ငန်းတွေမှာတက်ဆင့်စစ်တပ်ကခိုးယူနေအမေရိကန်လွှတ်တော်မှဆွေးနွေးမြန်မာနိုင်ငံကြာရှုံးနိုင်ငံတော်ဖြစ်လာပြီးကမ္ဘာရာဇဝတ်မှုတွေရဲ့ဗဟိုချက်ဖြစ်လာနေကမြန်မာအကြံဖက်စစ်တပ်ကအမေရိကန်နိုင်ငံသားတွေထံမှကြာပြတ်လုပ်ငန်းတွေမှာတက်ဆင့်ဒေါ်လာဘီလီယံချီခွဲယူနေကြောင်းအမေရိကန်အောက်လွှတ်တော်မှပြုလုပ်တဲ့မြန်မာရင်းစွန်နေပွဲမှာလွှတ်တော်အမတ်တင်တဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ပြောဆိုကြတယ်။နိုဝင်ဘာလ10ရက်နေ့အမေရိကန်အောက်လွှတ်တော်မှ No Exist Regis Burma and Lux Sacris and Americas Limited Operation ထွက်ပေါက်မှုရှင်မှာအပြူအမြန်မာနိုင်ငံအစုံမရှိအကြက်တန်းနဲ့ American ကန့်သက်မှုရှိနေရွေးချယ်စရာတွေကောင်းစင်တဲ့စနစ်ပွဲမှာလွတ်တော်အမှတ်တင်တဲ့ကော်မတီဥက္ကဋ္ဌတွေကထို့သို့ထုတ်ပေါ်ပြောဆိုကြခြင်းဖြစ်ပါတယ်။ အမေရိကန်အလုပ်တော်ရဲ့နိုင်ငံရေးအရှင်းအရှားနဲ့ပစိဘိတ်ဆက်ကော်မတီဥက္ကဋ္ဌယွန်ကင်ကမြန်မာနိုင်ငံကြားရှုံးတဲ့နိုင်ငံတစ်ခုဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုတွေပေါ်ထွက်ဖြစ်လာနေကြောင်းမြန်မာလူ့ရဲ့တဝက်ကျော်မှဆင်းရဲမွဲတင်မှုနဲ့နေထိုင်ကြရပြီးလူပေါင်း3.6တန်နီးပါးမှာပြည်တွင်းမှာနေရဆောင်ကထွက်ပြေးနေကြောင်းတမမများစွာသောလူတွေကအိန္ဒိယချင်းနိုင်ငံများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းပြောဆိုရတယ်။ နိုင်ငံတော်တနှစ်ခွဲကျော်အတွင်းဒေါ်လင်းအရာရွှေကထင်ရှားအောင်မြင်မှုရရှိခဲ့တော်လဲဆီယနာရှင်အဖွဲ့ကကြမ်းကြမ်းခံနေဆဲဖြစ်ပြီးနိုင်ငံနေမြင်းနဲ့ဆယ်ရာဂိုင်းလုံးခန့်ကိုဆက်လက်ထိန်ထုတ်ထားဆဲဖြစ်ကအတိုင်းခံအရာရွှေကထုပမာနာရဲ့နှစခန့်ကိုထိန်ချုပ်ထားကြောင်းမြန်မာနိုင်ငံမှာ2022ခုနှစ်ဆီယနာတိုင်းမီဂရန်ကဆီယနာရှင်အဖွဲ့က၎င်းတို့ရဲ့တရားဝင်မှုကိုပုံမခိုင်မစေရန်သာလှုံ့ဆော်ခဲ့ပြီး၎င်းတို့ကြောင်ဆောင်နေသည်ဆိုရပြောဆိုမှုတွေကိုပယ်ချခဲ့ကြောင်း၎င်းကဆက်လက်ပြောဆိုရတယ်။ မြန်မာဆီအနာရှင်အဖွဲ့ဖြစ်တဲ့စစ်တပ်က2025ခုနှစ်ဒီဇင်ဘာလမှာအနာရှင်အုပ်ချုပ်မှုကိုဒီမိုကရေစီလုပ်ငန်းစဉ်အတွင်းလိမ့်လည်ဖုံးကွယ်အတွင်ပြောင်းရန်အတွက်ရလဒ်တွေကိုကျွန်းတင်တက်မှတ်ထားတဲ့အယောင်ပြောက်ရေကောက်ပွဲတွေကိုကျင်းပအစီအစဉ်ထားကြောင်းထို့ရေကောက်ပွဲတွေကတရားဝင်မှုရဲ့အထင်မြင်ကိုဖန်တီးရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီးတစ်ချိန်တည်းမှာပင်ဆီအနာရှင်တွေကတရုတ်နဲ့ရုရှားနိုင်ငံတို့နဲ့ထိတွေ့ကဆက်ဆံရရှိကြောင်းလည်းကောင်းကောင်းရှင်းပြတယ် တရုတ်နဲ့ရုရှားကလက်နက်တွေနဲ့ထောင်လိုင်းနီးပညာရေးနဲ့စစ်တပ်ကိုထောက်ခံခြင်းဖြင့်ဆင်အဆွေမှုများစွာကိုအထောက်အကူပြုနေကြောင်းအမေရိကန်ပြည်သူ့အနေဖြင့်လူ့ခွင့်ချုပ်ဖောက်မှုနဲ့အာဏာရှင်အုပ်ချုပ်မှုဆိုင်ရာကျွမ်းလုံမှုနှစ်ခုလုံးကိုပြပြတတပြောဆိုရတဲ့လှုပ်ဆောင်ရတဲ့ကိုကျင်တရားဆိုင်အတောင်ဝေတရားရှိနေကြောင်းဆိုပါတယ်မြန်မာနိုင်ငံတွင်လည်းပတ်နေဆင်အာဏာရှင်အဖွဲ့နဲ့ဆက်ဆက်နေတဲ့ကြားပြတ်ကွန်ကရစ်တွေကိုအမေရိကန်ပြည်သူတွေကိုပြစ်မှတ်ထားပြီးအမေရိကန်အခွင့်ထမ်းနေထမ်းမှတနည်းလျင်ဒေါ်လာဘီလီယံပေါင်းများစွာခေါ်ယူနေကြောင်းအီယန်ဘုံငွေတွေကနိုင်ငံပြတ်ကြောင်းရာဇဝတ်ကွန်ရက်များအတွက်တာမကတ် ဆရာနာရှင်အဖွဲ့အိတ်ကတ်တွေကိုဆက်လက်ဖြည့်တင်းပေးနေကြောင်းကွန်ကရစ်လွှတ်တော်ကအမေရိကန်နိုင်ငံသားတွေရဲ့အကျိုးစားရှာဖွေထားတဲ့ငွေစုတွေကိုကာကွယ်အတွက်ချက်ချင်းစာမျိုးဆက်လက်ပြောဆိုရယ်မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးအန္တရာယ်အရှိတောင်အာရှရှိ၎င်းရဲ့မဟာပြောင်မြောက်အရေးပါမှုနဲ့လက်ရှိစစ်ပွဲကြောင့်တမန်အမေရိကန်တွေပေါ်ဖြစ်ပေါ်နေတဲ့ဆိုးကျိုးတွေအလုံးကအမေရိကန်ပြောင်းစွဲမူဝါဒကိုတေချောင်စွာပြန်လည်သုံးသပ်လွှဲနေကြောင်းသူကထောက်ပြပါရယ်အလားတူအမေရိကန်အလုံးတော် နိုင်ငံသားရာကော်မတီရဲ့တောင်အာရှနဲ့အလဲအာရှဆက်ကော်မတီဥက္ကဋ္ဌကလည်းမြန်မာစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီမှာဒီမိုကရေစီနည်းကျရွေးကောက်တင်ပြထားတဲ့ဆိုရကိုစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းဒီမိုကရေစီလိုလားသူတွေရဲ့ဆန္ဒပြမှုနဲ့အထွေထွေသပိတ်တွေကဆေးဆွဲရန်ကနှိမ်နှင်းမှုကိုဖြစ်စေခဲ့ကြောင်းဆန္ဒပြသူတွေရဲ့ရခင်ကရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ကောက်ဆောင်တွေကိုတပ်ဖြတ်ခြင်းကြောင်းများ ITP scan တွေနဲ့အရက်ဖတ်အခြေခံစာအုပ်တွေကိုလေကြောင်းမှတိုက်ခိုက်ခြင်းတွေစစ်တပ်ကလုပ်ဆောင်နေကြောင်းထောက်ပြတယ်။အမေရိကန်လွှတ်တော်မှတ်တွေကမြန်မာရေးစင်းနေရာမှာစစ်တပ်ကရဲသားပြည်သူတွေကလေးတွေကို နေကြောင်းနဲ့ပုံကျဲတပ်ဖြတ်နေခြင်းကျင်းရတဲ့လူနေအိမ်တွေကိုစစ်တပ်ကမိရှုပ်ဖြတ်စီးပြီးစပေးရှောင်ပြည်သူတန်းချီထွက်ပြေးနေရကြောင်းလရှိအာဆီယံဘုံသဘောတူညီချက်၅ချက်ကအလုံးမဖြစ်ဘဲအမေရိကန်နေဖြင့်အာဆီယံဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲမိမိကိုယ်ပိုင် policy နဲ့သွားတင်နေဖြစ်ကြောင်းထောက်ပြတယ်။ အကြမ်းဖက်စစ်တပ်က KK ဘက်ကိုရှင်းလင်းနေခြင်းမှာလည်းအယောင်ပြတာဖြစ်ပြီးတပ်တွေတွေကိုဖျောက်ဖျက်နေခြင်းဖြစ်ကြောင်းအဓိကကြောက်ဖြတ်တရုတ်တွေကိုခေါ်ထုတ်ပြီးအရေးယူမှုမရှိဘဲကြောက်ဖြတ်လုပ်ငန်းတွေကိုဆက်လက်လက်ပတ်နေခြင်းဖြစ်ကြောင်းရခိုင်နှစ်တွင်မှာစစ်တမ်းနဲ့မဟာမိတ်လက်နက်ကင်တဖွဲ့ကအမေရိကန်ဒေါ်လာ10ဘီလီယံကျော်အမြတ်အစွန်ရရှိသွားကြောင်းမြန်မာနိုင်ငံကမ္ဘာပိန်ထုတ်လုပ်မှုနဲ့မွေးရဆေးဝါးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ကြောင်းအမေရိကန်အောက်လွှတ်တော်မြန်မာရေးဆွေးနွေးပွဲမှာမစ္စတာစရီရော့စ်ကထွက်ဆိုသွားပါတယ်။ ဆက်လက်ပြီးကေအုံးမစစ်တပ်ကပြစ်ခတ်မှုလုံးဆောင်နေပြီးစစ်ကြောင်းထုတ်လာသည့်ပြည်သူတွေထိခိုက်ဒဏ်ရာရှိကတောင်းနေချီသောပြည်သူစစ်ပေးရှာထွက်ပြေးနေရဇကိုင်းတိုင်းကေအုံးမြို့နယ်မှာစစ်တပ်ကပြစ်ခတ်မှုတွေနဲ့စစ်ကြောင်းထုတ်လာသည့်ပြည်သူတွေထိခိုက်ဒဏ်ရာရှိကတောင်းနေချီသောပြည်သူစစ်ပေးရှာထွက်ပြေးနေရကြောင့်ဒေသပြည်သူတွေကပြောရတယ်နိုဝင်ဘာလ16ရက်နေ့စစ်တပ်ကခင်ယုံကံဘလူးရေဦးဆက်ကတဆင်ခင်ယုံမြို့နယ်တွင်ကိုဝင်ရောက်လာကြောင်းစစ်ကြောင်းထွက်မှာပထမဦးဆုံးလက်နက်ကြီးဇာတ်တိုက်ပစ်ခတ်ပြီးမှဝင်ရောက်စစ်ကြောင်းထွက်လာခြင်းဖြစ်ကြောင်းစစ်တပ်ပစ်ခတ်မှုကြောင့်ပြည်သူတုံးထပ်မင်းနဲ့ထိခိုက်ဒဏ်ရာရှိထားပါတယ် ခင်ဦးမြို့နယ်အင်းပတ်ရွာကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှာရေဦးမြို့ပေါ်ဆယ်မြောင်းယုံစခန်းအတွင်းထိုင်ချထားစစ်သားတွေကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းဖြစ်ပေါ်နေ။စစ်တပ်ကစစ်ကြောထုတ်လာမှုကြောင့်ကပ်ဘလူးမြို့နယ်နဲ့ခင်ဦးမြို့နယ်ရှိကြောက်တိုင်းကြည်စုဝတ်တိုအိုင်ပေါင်းချောင်းရှင်တိုင်ငားယုံကြီးရှာတော်မုံလတာဝတိမြင်းကျတရက်ကုံကျွန်တော်ကြီးကျွန်တော်လေးဝင့်ရင်စားကြည့်ရပေါ်များစွာပြည်သူတောင်းချင်နေရဆုံကထွက်ပြေးနေရပါတယ်။ဆလာဘီရှိကပ်ရွှေပောက်ကံမျိုးတဲ့ရက်ွက်ရုံမှာအောက်ကျင်းတဲ့ပြွေရောင်းနေချင်းပြောင်းစားနှစ်ဖက်ပောက်ွက်တိုက်ခိုက် ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ရှေဘောက်ကမြို့တင်ရက်ခွင့်ရုံကိုလက်ပစ်ပုံနဲ့မိုင်းနေတဲ့တော့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေဖွဲ့တောင်းရှိသူကပြောတယ်။နိုဝင်ဘာလ၁၆ရက်နေ့မနေ့ညပိုင်းကစီရင်မရှင်ကိစ္စတစ်ခုနဲ့အပြောက်ကြားတဖက်ဝင်နေအပြင်သွားရောက်ရင်အတူရောင်ရေကောက်ပွဲကိုကိုကြီးလှုပ်ဆောင်ပေးနေအဲ့ဒီရက်ခွင့်ရုံကိုမှတလက်စာနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ရက်ခွင့်ရုံတွင်အောက်ချုပ်ရေးမှုနဲ့ပြူစောတဲ့ရောက်ရှိခြင်းလက်ပစ်ပုံတလုံးပြစ်ခဲ့ပြင်းအမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲခဲ့ကြောင်းစေအုပ်စုဘက်အထူးကိုင်းမှုတွေရှိနိုင်တယ်။ ဒီတိုက်ခိုက်မှုမတိုင်ခင်တရက်ကလည်းလှဲကုန်းမြို့မြို့နဲ့ဇယကွန်ရက်ကွန်ရုံအစိုးရနှစ်ဖွဲ့ကပဲအလားတူသောပောက်ကွဲတိုက်ခိုက်ခဲ့တယ်။ရန်ကုန်အာမီအပါဝင်ပြောကြားတပ်ဖွဲ့တွေကဆီအဆွေအတွေ့အော်ရေကောက်ပွဲကိုစန့်ကျင်ကြောင်းနဲ့ပအဝင်ပတ်သက်သူတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့အတည်ပြုဆိုထားကြပါတယ်။ဒီအတွက်မကြာခဏဆိုသလိုရက်ကွန်ရုံနဲ့အုပ်ချုပ်ရေးမှူးရုံးတွေနဲ့လက်ရှိအတွေ့အော်ရေကောက်ပွဲဝင်ပြန်ပြီးပါတီရုံးတွေတိုက်ခိုက်ခံလာတာဖြစ်ပါတယ်။နောက်ဆက်အပင်ကြားအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။